ျွန်တော်မျိုးတရားကိုဒီနေ့ကဒီဇင်ဘာလ3ရက်နေ့ပါကျွန်တော်ဒီနေ့ဇလန်းမတင်ပြပါဘူးခင်ဗျာအဲ့ဒီအစားကျွန်တော်ပြောစရာလေးရှိလို့ပါအဲအလုံးသိကြတဲ့အတိုင်းကျွန်တော်အခုတင်ဆက်ပေးနေတဲ့ DPB Audiobook Channel အပြင်ကျွန်တော်ရဲ့ Channel ကွဲဖြစ်တဲ့ PB Story Entertainment Channel ရှိပါတယ်အဲ့ဒီ Channel မှာကျွန်တော်မြန်မာစံတော်ချိန်ည8:00နာရီတိုင်းမှာကျွန်တော်တင်ဆက်ပေးနေတာဖြစ်ပါတယ်အဲနောက်တစ်ခုပြောချင်တာကအလုံးမမိကြအောင်မလားမသိဘူး ကျွန်တော်အရင်က channel တခုပြောခဲ့ဖို့သေးတယ်မြန်မာ hunter channel ဆိုတာလေအဲအဲ့ဒီ channel ကကြားထဲမှာကျွန်တော်မတင်ပြတာ6လလောက်ရှိသွားပြီပေါ့အခုအဲ့ဒီ channel ကပြန်ပြီးတက်ဆက်လို့ရပြီဖြစ်ပါတယ်အဲ့ဒီ channel မှာကျွန်တော်နောက်ဆုံးတင်ခဲ့တာကထောင်မွေးတိုင်ဝင်းရဲ့ဖောက်သက်ရှင်နဲ့ဝိဇာသားများဆိုတဲ့ဇာတ်လမ်းပထမပိုင်းတင်ခဲ့တာဖြစ်ပါတယ်စတင်မယ်ဆိုရင်တော့နောက်ထပ်ဒုတိယပိုင်းတတိယပိုင်း ထုတ်တာပါပဲနောက်ထပ်3ပိုင်းလောက်တော့ကြာအောင်မထင်နဲ့အဲကျွန်တော်အဲ့ဒါတင်ဆက်ပေးဖို့စီစဉ်ထားပါတယ်အဲတခုကျွန်တော်မေးချင်တာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေများကိုအခုဒီ channel မှာကျွန်တော်နေ့လယ်7:00နာရီတင်တယ် PP Story Entertainment မှာည7:00နာရီတင်တယ်မြန်မာဟန္တာ channel မှာကျွန်တော်ဘယ်နှနာရီတင်ပေးရမလဲပေါ့ဘယ်ချိန်မှာတင်ပေးရမလဲဘယ်ချိန်လောက်ဆိုရင်အဆင်ပြေမလဲအဲ့ဒါလေးကျွန်တော်ကိုခွန်မရေးပေးခဲ့ကြပါအောင်နော်အဲနောက်ပြီးတော့ကျွန်တော်ဒီလ ဒီလာထဲမှာကျွန်တော် key တစ်ခုထွက်ဖို့ရှိသေးတယ်ဒီလာဝက်လောက်မှာပေါ့နော်အဲ့ဒီချိန်လောက်ကြာရင်တော့ကျွန်တော်နည်းနည်း video dinner လေးတွေနည်းနည်းကျဲပါအောင်ပါခင်ဗျအဲ့ဒါလည်းကျွန်တော်ချိုးပြီးတော့ပြောချင်လို့ပါအဲ့ဒီနေ့ကတော့ဇလန်လန်းပတင်ပြတော့နည်းနည်းလာပြီးစကားပြောတာပေါ့နော်အဲ့တော့ကျွန်တော် channel 3ခုတင်ဆက်ပါမယ် channel 3ခုကိုတယောက်တည်းပြောတာဖြစ်တဲ့အတွက်တစ်ခါတည်းလေးမှာနေ့တိုင်းမတင်ပေးနိုင်ကျွန်တော်ကတော့စူးစမ်းနေမှာပါတရက်ကို channel 3ခုလုံးတရက်တစ်ပုတ် ုံမှန်တင်ဆက်နိုင်အောင်စူးစမ်းနေမှာပါဒါပေမဲ့မတင်ဆက်ပေးခဲ့သည့်ရှိတော့နားလည်ပေးကြဖို့ပြောချင်လို့လာခဲ့တာပါအဲ့ဒါလေးအဲမနေ့ဖြန်လောက်တော့ကျွန်တော်စတင်ဖို့စီစဉ်ထားပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်